ိတ်ဆွေများအားလုံးမင်္ဂလာနေ့လည်ခင်လေးပါဆရာမအကိုမိတ်ဆွေတို့ကိုရောက်ရှိလာတဲ့တပေါင်းလာပြည့်နေ့ကနေစပြီးတလတာအတွက်အမြင့်များမှပြောသောကံကြမ္မာအဟောလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဟိုအခုရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တယ်လားဘက်ကပြည့်တဲ့နေ့ဖြစ်တယ်မတ်လ14ရက်နေ့ကနေ နော်နောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာအချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွေ့ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ်အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်။အဲ့ဒါလေးကိုနားလည်ပေးပါ เนาะအဲ့တော့အမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကိုအဖွင့်ပေးထားလဲဆိုတာကိုเนาะစဉ်းစားပြီးတော့အခုဟောမယ့်နာမည်ရင်းနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာဖြစ်ပါတယ်เนาะဥပမာအအောင်ဝင်းဆိုရင်သူအတူဘာနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော် ဟိုဖြူဖြူဆိုရင်သူတိတနင်္ဂနွေသမီးပဲဖြစ်နေအောင်တော့ကြာသာပရိနိုင်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်။ကဲစပြောပါတော့မယ်နော်။တနင်္ဂနွေနဲ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်။အကြီးကဲဆရာသမားတွေထံကအကူအညီရရှိပါလိမ့်မယ်။စီးပွားရေးမှာ မနာလိုသူအတားဆီးပြုသူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့သတိထားဖို့တော့လိုပါတယ်။လောက်ငယ်သားအလုသမားတွေနဲ့လောက်ရတဲ့အလုတွေလုပ်နေသူဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂယုဆိုင်ဖို့တော့လိုအပ်ပါတယ်။စီစဉ်ထားတာတွေကိုအသေးချာတိကျအောင်ဆောင်ရွက်တင်တယ်လို့ပြောချင်ပါတယ်။နော်။ အခြေရေကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်။နော်ဒါဆရာမပြောတဲ့တနင်္ဂနွေနေ့နဲ့အစပြုတယ်ဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်းညွှန်းပါတယ်နော်အခြေရေကန်ကောင်းတဲ့လဖြစ်ပါတယ်။အဲ့တော့အိမ်အောင်တွေဆိုရင်တော့အိမ်အောင်တွေဟာအပိယူမျှတဲ့လကာလဖြစ်လိမ့်မယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာတာမျက်လုံးထိခိုက်တာဒါတွေကိုတော့တရိပ်ထားသွားရမှာဖြစ်ပါတယ်။နောက်ကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ ကောင်းငင်းမောင်းအဖြူသုံးပွဲကော်ဖီသုံးခွက်ကိုပြင်းပြီးအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။နောက်တနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေအတွက်ကံကြမ္မာကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာမယ့်လာကလာဖြစ်ပါတယ်။အဲ့တော့တည်ယူဖို့ဆောင်ရေးလုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းတွေ ပြုတ်လုံနေတဲ့သူဖြစ်ရင်တော့ဒီလဟာကောင်းမွန်တဲ့အကျိုးအမြတ်တွေကိုရရှိမယ်လာဖြစ်ပါတယ်မော်တော်ကားမော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ကင်နေတဲ့သူဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်မော်တော်ကားတွေနဲ့ပတ်သက်ပြီးထိခိုက်မှုပျက်စီးမှုတွေရှိစေတတ်တယ်လို့တွေ့ရလို့ဒါ ው တော့သတိထားဖို့လိုတယ်လို့ပြောပြပါရစေ။နောက်နိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးသင်ယူတဲ့သူတွေအတွက်ကတော့เนาะအထူးအကျိုးရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်။ အခြေအနေပတ်သက်ပြီးကန်ကောင်းပါရဲ့အခြေအနေကန်ကောင်းတဲ့လာတလာပါเนาะတနင်္ဂနွေနဲ့တနင်္ဂနွေတနင်္ဂနွေနန်းတနင်္လာနန်းနဲ့အစပြုတဲ့သူတွေကเนาะအခုဆရာမပြောတာတနင်္လာเนาะတနင်္လာနန်းနဲ့ဆရာမပြန်ပြောပါမယ်ဆရာမဒီ line ကြမှာကိုစိတ်ပုံနေလို့အာယုံစိုက်နေရတာ ਨੇ ကိုเนาะဟိုဆရာမမှာအာယုံနေများသွားတယ်အဲ့တော့ဆရာမပြန်ပြီးတော့ပြောပြပါမယ်เนาะ တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမြေပိုင်ရှင်တွေအိမ်နဲ့ရေတွေအယောင်အဝယ်အောင်မြင်ပါမယ်အခြေခံဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲမနာလိုတဲ့သူမိမိစီးပွားရေးကိုအတားအဆီးပြုတ်နေသူတွေပေါ်ပေါက်လာပါလိမ့်မယ်လက်အောင်ငယ်သားအလုပ်သမားတွေနဲ့လုပ်ရတဲ့အလုပ်တွေဆိုရင်တော့အဲ့ဒီအလုပ်မျိုးတွေဟာအောင်မြင်မှုရမယ်အလုပ်မျိုးတွေဖြစ်နိုင်မယ်လို့ဖော်ပြထားတာပါ ခရီးသွားဖို့အစီအစဉ်မိမခရီးစဉ်ပြက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါเนาะအဲ့တော့တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေဟာအချစ်ရဲအလွန်ကံကောင်းမဲ့လာတလာဖြစ်ပါတယ်အိမ်အောင်သေးတွေကတော့တိုးနဲ့တိုးအပေးယုံများပြီးနားလည်မှုရှိမဲ့လာတလာပါကျမ်းမာရေးရတော့မျက်လုံးမျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ်။အဲဒီတနင်္ဂနွေနေ့နဲ့စပြည့်ရဲ့မြေပိုင်ရှင်တွေရဲ့ကျမ်းမာ ရေအရရောအားနဲ့ချက်တွေနဲ့ပတ်သက်တဲ့ဟာရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ်ကုသိုလ်ကကောင်းကျင်းမောင်းအဖြူ၃ပွဲ၊ကော်ဖီ၃ခွက်ကိုပြင်းပြီးအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ကတ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနေ့နဲ့အစပြုထားတဲ့အမီဖန်ရှင်တွေပါ။ နောက်တစ်ခုပြောပါမယ်။တနင်္လာနဲ့တနင်္လာနဲ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေတနင်္လာနဲ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာပါလိမ့်မယ်။တယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်တဲ့သူဖြစ်ရင်တော့အကျိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ် ထိခိုက်မှုတက်ဆင်းမှုတွေဖြစ်ပေါ်တတ်တာဘောတလာတာလုံးသတိထားရမှာပါအဲနိုင်ငံသားဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတင်းမာနယ်နဲ့အစပြုတဲ့မြေပိုင်ရှင်တွေအတွက်အခြေရင်းကန်ကောင်းမဲ့လာတလာလို့တွေ့ရပါတယ်အိမ်အောင်တဲ့တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ် ။ပဝင်းကျင်ကအထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါရဲ့။ကျမ်းမာရေးအရတော့တနင်္လာနံနဲ့အစပြုတဲ့အမီးပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကိုသတိထားရမှာဖြစ်ပါရဲ့။တနင်္လာနေ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ် no နဲ့စွမ်းကိုရောပြီးပြောရရင်တော့ no sense no center ရဲ့စွမ်းပေါ့နော်အဲ့ဒီလို နို့နဲ့ဆွမ်းနဲ့ကိုရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာဖះရှင်ကိုအယုံပြုတ်ပြီးလှူဒန်းဖို့ဖြစ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မကတ်လှူပြီးတဲ့အချိန်မှာတော့ဖះရှင်ရဲ့အကြောင်းတော်ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်၉ပါးကို၃ချိန်ရွက်ပွားတဲ့ဆယ်ပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ် ်နော်နောက်အင်္ဂါနယ်နဲ့အစပြုတဲ့အပြီးပိုင်းရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့မိပိုင်းရှင်တွေဟာစာလုံးစာလိန်စာကွဲစာမြင့်စွဲညပေါ့နော်ဒါတွေနဲ့အစပြုတဲ့အပြီးပိုင်းရှင်တွေပါဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ဝင်ဆုတ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့အတိုက်ခံစကားပြောပြီး ဖြေရှင်းရမယ်ကိစ္စတွေနော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေအာဒီ ပတ်ဆံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့နော်ပစ္စည်းငွေချေးအဲ့ဒီတန်ဖိုးတွေဟာနော်မိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိဖို့ရောက်ရှိလာစေနိုင်တဲ့ကာလလေးဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကနော်ရှုံးပြီလို့ယူဆရတဲ့ကုန်ပစ္စည်းတွေကနေအမြတ်ဖြစ်လာနိုင်တယ်မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိဖို့ အဲ့ဒီပတ်စံလေးပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့เนาะအဟောကောင်းတော့ကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုပန်မှုတွေကနေအကူအညီထောက်ပံ့တွေရမယ်ဥမာပညာရေးနဲ့သက်ဆိုင်တဲ့เนาะဆရာသမားအကူအညီထောက်ပံ့ဝေချင်းနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့နော်နိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေခဲတွေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းချိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက် တိုးပေါ်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တဲ့ကြံ့ကြာမှုတွေဖြစ်မဲ့လုံအပ်ချက်တွေများစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ်။နော်အင်္ဂါနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကတော့အချစ်ရဲမှညနာစံပွင့်မှာဖြစ်ပါတယ်ချစ်သူရှိပြီးသားသူလည်းပဲနောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူနော်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ပေါ်ပြပါရယ်။အိမ်အောင်ရင်အိမ်အောင်သေးတွေအတွက်တော့အိမ်အောင်ရင်ကောင်းမွန်ပါရယ်။ ဒါပေမဲ့တရိထားစရာကမိမိရဲ့အိမ်ဆောင်ရေးအတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်ပင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်ဆောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါတယ်။ကျန်းမာရေးရတော့လေချောင်းနာတာအဆုပ်အေးမိတာတွေဖြစ်ပေါ်တတ်လို့တရိပြပါမှာဖြစ်ပါတယ်။ကိုယ်တို့ပြုရမယ်အစီအစဉ်နေနေတော့မြေပန်းအိုးတစ်လုံးမှာဈေးစွာညော့ငားညော့ပြင်ပြီးတော့တလတာလုံးเนาะမိမိအိမ်ဖျားចောင်းတော်မှာ မညိုရန်လဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါရဲ့ဘောရုနန်နဲ့အစပြုတဲ့အမေပိုင်ရှင်ဘောရုနန်ဆိုတာကနော်ဘောရုနန်ထရာလာရပလဲရာကောင်းလာဝါပေါ့နော်အဲ့ဒီအခရာတွေနဲ့စထားတဲ့အမေပိုင်ရှင်တွေပါအဲ့ဒီအမေပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွားကုစီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတဲ့ မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတဲ့လုံနေတဲ့စီးပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ်အဆောက်အဦအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလုံးကောင်းမွန်တဲ့ကံတရားတွေပါ now ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်း တွေနဲ့ပတ်သက်တဲ့စေဘာရေလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲ့တော့ငပိငချောင်းနော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကိုဖြန့်ပြူတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သဆိုင်နဲ့လုပ်ငန်းတွေလုပ်တဲ့သူကဒီလောက်ဗိုလ်ရုံးနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်နော်အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့။အဲ့ပညာရေးနဲ့သက်ဆိုင်တဲ့စ조사မှုတွေမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ် အများတဲကနေလူနည်းစုရွေးချယ်ခံမှုဝန်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကိုပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဘရူနန်နဲ့အစပြုတဲ့ပုဂ္ဂိုလ်ရာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်နော်အကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးနော်ရွေးချယ်ခံမှုအင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့နဲ့လာတလာဖြစ်ပါတယ်။နော်အခြေရေးမှာလိုအပ်တာထက်ပိုပြီးမျက်နှာစမ်းပွင့်လိမ့်မယ်။ဒါကြတော့ရှေ့ပိုင်းမှာ အင်္ဂါနဲ့အဆပြည့်ရဲ့ပုံကိုယ်လေးကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်နော်လိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချိုးမဟုတ်ဘူးဆိုးချိုးလာလိမ့်မယ်။ဒါကြောင့်ဘာလို့ပြောချင်တာလဲဆိုတော့မျက်နှာစမ်းပွင့်ခြင်းကြောင့်နတ်ဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုးချိုးတွေရှိတယ်။ချစ်ရင်းမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်။နော်အိမ်အောင်နဲ့သက်ဆိုင်ရနော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်။ เนาะအိမ်အောင်ပြုတ်ဖို့အချိန်ကိုသတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်ကျမ်းမာရေးအရာတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်ဒီအပြင်မှာတရိပ်ထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ဘဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကိုတော့ကျမ်းမာရေးအရာတရိပ်ထားဖို့လိုပါတယ်အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာ မလကာညွတ်သုံးညွတ်တပေညွတ်တညွတ်တို့ကိုပြင်းပြီးအပတ်စဉ်ဟိုတို့နေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြန်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဘုနန်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နော်ကြာသာပရိနန်နဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်။ နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချက်လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုံနေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာသာရင်းနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ပြပနဲ့သက်ဆိုင်တဲ့ခရီးနဲ့ပတ်သက်ရင်တော့ဂျာသာရင်းနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကို ကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချာဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းနေ့စဉ်နဲ့အမျှအဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာရုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခရီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရင်းနဲ့အစပြုတဲ့ပုံကိုရချစ်သူရှိပြီးပေမဲ့လည်းမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တောကဖြစ်ရတတ်ပါတယ် နော်ဂျာတာရီနိုင်တဲ့အစားပြည့်တဲ့ပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်แท้မှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ် အဲ့တော့မိမိတို့ရှားဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းအတာနဲ့ညီမျှတဲ့နော်သူ့ထက်ပါလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်ဆောင်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းချိုးရှိပါတယ်အဲ့တော့ပြောချင်တာကအိမ်ဆောင်ရင်းနဲ့ပတ်သက်ရင်အိမ်ဆောင်ဘက်ရဲ့ကောင်းချိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင်းအဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိလိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။ အောင်ကြာတာရင်းနိုင်တဲ့အဆပြုတဲ့เนาะပုဂ္ဂိုလ်တွေကကုသိုလ်အနေနဲ့ပြုလုပ်တင်တာစပယ်ပန်း၅ခုကိုကျွေးပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ခုကိုကျွေးပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာတာပရိနိနဲ့နဲ့ဆန်နာကြီးမကြော်ခင်အတွင်းထဲမှာဘုရားရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မပြီးရှင်တော်မြတ်ဖျားကိုအာယုံပြုလို့စပယ်ပန်းကုန်းများနဲ့ ပူဇော်ခြင်းကုသိုလ်ပြုလုပ်ပါကတ်လူတာမဟုတ်ဘူးเนาะပူဇော်ခြင်းကုသိုလ်ပြုလုပ်ပါเนาะအဲ့ဒါဟာကြာတာပရိနန်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဆောင်ရွက်ရမယ့်ကုသိုလ်စီစဉ်လေးပါနောက်တောက်ကြံနန်နဲ့အစပြုတဲ့အမိပိုင်ရှင်တောက်ကြံနန်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်းအောင်မြင်ခြင်းတွေကိုရရှိမယ့်ကာလဖြစ်ပါတယ်အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူးထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများက အသိအမှတ်ပြုတ်လိုက်တာ အများရဲ့ထောက်ခံချက်ကိုရရှိတာเนาะထင်ရှားကြော်ကြတာအဲ့တော့အဲ့ဒါကထင်ရှားကြော်ကြတာအောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတော့လို့ချက်သွားတာเนาะအဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုအောက်ကြံနေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်เนาะဒီချိန်ကာလဟာတော့ကြာနေတဲ့အစပြုတဲ့ပုံကိုယ်တွေဟာ နော်ပြိဿအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီးစ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါဝန်တန်းဖြစ်တယ်ဆိုရင်ねယာရူးတိုးဖို့အခွင့်အရေးအစ်စ်တွေကို ရာထူးတိုးတဲ့အခွင့်အရေးအသစ်တွေကိုလက်ခံရရှိမဲ့လာဖြစ်ပါတယ်တဲ့နော်ဝန်ထမ်းဆိုရင်နော်ရာထူးတိုးမဲ့အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့လူသိညာအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုပိုင်စီးပွားဆိုရင်နော်ထောက်ကုံဖြစ်စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထောက်ကုံတွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော် ြိတ္တရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။နော်နောက်တစ်ခါသင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်။မှာသင်ကြားရေးဆိုတာအွန်လိုင်းသင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့။နော်နောက်တစ်ခါကျောင်းထောင်နဲ့နော် private ကျောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာသင်ကြားရေး ပညာရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုယ်တွေကဒီလမှာတောက်ကြနံနဲ့အစပြုတဲ့ပုံကိုယ်တွေဖြစ်မယ်ဆိုရင်နည်းနယ်မကောင်းဂုံသရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေเนาะအဲ့တော့ဆရာမဒီနေရာမှာတောက်ကြနံနဲ့အစပြုတယ်ဆိုတာလူပုံကိုယ်ကိုရည်ညွှန်းထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အခွင့်နာမည်ဟာလည်းတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင်ဒီအဟောကိုယူလို့ရပါတယ်เนาะအဲ့တော့ဥမာပေါ့ နာမည်ကဂျာတာဘရီနိုင်နဲ့ပဲစထားတယ်ကို့လုပ်ငန်းရဲ့အဖွဲ့နာမည်ဟာတောက်ကြနံအတန်ထွက်နဲ့အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နဲ့စထားတယ်ဆိုရင်ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်ဖို့ခေါင်းတွေကိုရရှိမဲ့လတလဖြစ်ပါတယ်နာမည်ကဂုံတရင်တွေထွက်ပေါ်မဲ့လဖြစ်ပါတယ်အခြေရေးကိစ္စတွေဟာ ညှော်မှန်းတယ်လို့အောင်မြင်မှုရမယ့်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘယ်လိုညှော်မှန်းထားလဲမိမိညှော်မှန်းထားတာဒီသူ့ကိုနော်ချီးရဲဆိုဖို့ညှော်မှန်းထားရင်အဲ့ဒီမိမိချီးရဲဆိုတာအောင်မြင်မယ်အဲအကယ်၍လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့เนาะအဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးညှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့ မျက်နာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့เนาะသူကတော့ဘာမှစိတ်ရင်းရိုင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နာစမ်းပွင့်ခြင်းကြောင့်เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့เนาะနောက်တစ်ခါကျမ်းမာရေးရအစားအသောက်ကြောင့်ဘေးအတွက်ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ် နော်တတိထားပါမိမိစားနေကြအစားစာကိုတော့တတိထားပြီးစားပါအစ်စ်အစမ်းအရသာအစ်စ်တွေစားသုံးခြင်းကိုလည်းကယူဆိုင်ပါเนาะဒါကြောင့်အစာအတော့တွေကြောင့်ဖြစ်တဲ့ဘေးရက်ဆိုးကျိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်တဲ့ခုတို့အစီအစဉ်နေတော့တောက်ကြနေနဲ့မိမိမွေးနေမှာအမတောက်ကြနေနဲ့အစာပြူထားတဲ့အမီပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ဂျာတာပရိဖြစ်ရင်လည်းဖြစ်မှာပေါ့เนาะဒါကြောင့်ခုတို့လောက်ရမှာနှစ်ရက်ပါ တောက်ကြနေရဲ့မိမိရဲ့အွေနေရဲ့တောက်ကြသားသမီးဆိုရင်တော့တရက်ပဲလို့ယူမယ်ပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးပွေသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့စွန်းနဲ့အတူပြင်ဆင်ထားတဲ့တစ်သီးစွန်းကိုပါကတ်လှူဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှူမှုဟာသူကအချိန်ကာလအဖြစ်အယုံမှာပဲလှူလို့နေစွန်းမှာပဲလှူလို့မိမိအစဉ်ပြေရမှာအဲ့ဒီစွန်းနဲ့အတူ အသင့်ပုံပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တစ်သီးစွန်းတပွဲကိုပါကတ်လှူရမှာဖြစ်ပါတယ်။ဟောနောက်စနေနေနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါစနေနေနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကတော့စီပေါ်ရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်။ဒီလားတော်တော်များများနော်ဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်။ စီမံရေးထိုးကောင်းမွန်တဲ့ကာလဖြစ်တယ်။ဓာတ်တို့ချင်းလုံပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်။ဘာသာရေးကုသိုလ်ရေးကိုပို့ပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသောမိမိရဲ့ကံတရားတွေပို့ပြီးတော့ထင်ရှားအကျိုးပေးလာမယ့်ကာလလည်းဖြစ်ပါတယ်။အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးဦးရဲ့ ကျမ်းမာရေးကြောင့်တော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်အဲ့တော့ပုံချမ်းတွေကိုတန်ဖိုးပြောင်းလဲပြီးအကျိုးအမြတ်ထင်ရှားနိုင်မယ်လို့ပေါ်ပြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟိုကွန်ပျူစီထုတ်လုပ်တဲ့နေရာမှာကုန်ချမ်းကနေကုန်ကြောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ပေါင်းချိုး အကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ပေါ်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတ္တပေါ်များလာမဲ့လာဖြစ်တယ်လို့ပြိတ္တရဲ့အထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ပေါ်ပြပါရင်အခြေရေးအရတော့မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ခြေရေးဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အိမ်အောင်တွေအတွက်တော့တုံးနဲ့တုံးမကြခဏ เนาะอไตขันสกาပြောสู่ย่าดาริဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးအရာတော့စနေနေနဲ့စတဲ့အမိပိုင်ရှင်နေရဒီလရဲမှာအယိုးအစစ်ထိခိုက်တာနာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့သတိထားဖို့လိုအပ်ပါတယ်စနေနေနဲ့အစပြုတဲ့အမိပိုင်ရှင်နေဖြစ်လို့တဲ့နဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းเนาะဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ကျောင်းမှာ ဆန်းစီစာအစရှိတဲ့လှုပ်ွယ်ပစ္စည်းတွေကိုလှူဒန်းပေးတဲ့ကုသိုလ်တစ်ခုကိုနော်ပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာ ရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကတ်လှူပေးသွားဖို့ဖြစ်ပါလေနော်ဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့ နော်အစပြုတ်တဲ့အမည်နာမမှာအစပြုတ်တဲ့နံနေနဲ့အမည်တွေကနေပြောလာမဲ့ကံချမအဟောတွေဖြစ်ပါတယ်။ဒါကြောင့်အခုနေနံနေအလိုက်နော်နေအလိုက်နံအလိုက်ဆိုတာထက်အမည်နာမရဲ့အစစလုံးအခရာတွေနဲ့ဟောပေးထားတဲ့အမည်များမှပြောတော့ကံချမကိုအသေးချာနားထောင်ပြီးသတိပြုတဲ့နာတွေကိုလည်းပဲသတိပြုနေထိုင်လို့ပြုလုပ်ရမယ့်ကုသိုလ်တွေကိုဆောင်ရွက်ပါပြီး အားနေချက်တွေကိုအကာအရံဖြတ်လို့ကောင်းချိုးတွေကိုပို့ပြီးထင်ရှားလာစေမှာဖြစ်ပါတယ်။အလုံးမင်္ဂလာနေ့လည်ခင်းလေးပါ။ကျမ်းမာချမ်းသာပြီးအန်ရကင်းဘေးရှင်းလို့စိတ်ချမ်းသာပို့ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်။